ဒီတော်လန်ရင်းမှလေကြောက်ဖို့အကောင်းဆုံးနဲ့ယုံဖို့အကောင်းဆုံးဟာရန်သူဘက်မဟုတ်ဘူးရန်သူကရန်သူဆိုတာကိုကျွန်တော်တို့တွေ့နေရတယ်တီသူဘက်ကလုံလုံပိုလုံလုံတီလုံလုံမတိပြည်သူဘက်ကပဲနာနာတဲ့ပုံစံမျိုးလိုလှုပ်ပြီးတော့တော်လန်ရင်းကိုဖျက်လို့ဖျက်စီးเนาะတော်လန်ရင်းကိုပြည်သူတွေဝေဝါအောင်စကလုံးနေတဲ့တော်လကောင်လှုပ်ရက်နေတဲ့တော်လကောင်တိုက်ခိုက်တဲ့လူဒန်းသားတွေအထူးသဖြင့်တပ်ပါတီလို့ပြောကြတာပေါ့เนาะအဲ့လိုအုပ်စုပါ ်အင်မတန်ယုံဖို့ကောင်းတယ်လို့အင်မတန်ကြောက်ဖို့ကောင်းတယ်တော်လိုင်းအတွက်တားအန်အန်ရကြီးတယ်နော်အဲ့လိုဟာမျိုးတွေဘယ်တော့မှဖွင့်မလို့ပါနဲ့ကျွန်တော်လောက်လဲကျွန်တော်ကိုဖွင့်မလို့တယ်အခုတမကြီးပါဒီဘိုးကြီးကဘာကောင်းလဲတော့ကျွန်တော်မသိဘူးဘယ်ရဘိုးကြီးလဲလဲကျွန်တော်မသိဘူးဗီဒီယိုဖိုင်တစ်ခုတွေ့တယ်သူပြောတဲ့စကားတစ်လုံးတစ်လုံးကိုနားထောင်ကြည့်တယ်ကျွန်တော်ဒီအချိန်လောက်ဖို့ဆိုဒီဗီဒီယိုဖိုင်ယူလာတယ်ဒါမှဒီဒါကသူတင်ထားတာမဟုတ်တစ်တော့မှတင်ထားတာ NUG MOD PDF များနေ စစ်ရာဇဝင်မှုများကျူးလွန်ခဲ့ကြောင်းနဲ့ထပ်မံကျူးလွန်ဆဲဖြစ်ကြောင်း NUG ထောက်ခံသူကိုယ်တိုင်ထုတ်ဖော်ပြောလာပြီဆိုပြီးတော့ဘောမဘက်ကတင်လာတယ်နော်နားတော်ကြည့်ပါလားဘာလို့လဲဒါနေရတော့ရှင်းလိုက်ခုံးလိုက်ထပ်လိုက်ထပ်လိုက်ဘာလို့လဲဘာလို့လဲဒီလူလူတက်စေပြရတဲ့ရက်နဲ့တွေ့ရမထင်တော့ဘူးငယ်နေရောက်ပြီးတော့စစ်သွေးကြွရတဲ့ကိစ္စတွေကိုဘာလို့ကအစ်ကိုလိုက်တတ်တာဟုတ်အဲ့ဒီမှာနှစ်ပိုင်းပြောခြင်းနော် ။တပိုင်းကတော့သူ့ကိုပြောချင်တယ်။တပိုင်းကကိုယ့်ပဲအချမ်းပြောချင်တယ်။ကိုယ့်ပဲအချမ်းကိုပြောလို့လည်းကျွန်တော်ကြပြီ။ကျွန်တော်ကရီတော်လိုင်းရင်းမှလေတစ်ဖက်ရန်သူဘက်ကအဟာတွေကိုပဲစော်တယ်။ကိုယ့်ဘက်ကလူတွေဘလောက်မှားနေလွဲ့နေဖြစ်မှားနေတဲ့အရာကြီးတော့မှန်တယ်လို့မပြောပေးဘူး။ဒါပေမဲ့သူကသူမှားတာကိုထောက်ဒီထောက်ရမယ်ဆိုတဲ့ဟာမျိုးနဲ့အရှိရန်သူဘက်ကကျွန်တော်မျက်နှာမူပြီးနေတယ်။အားလုံးထိမှာပါ။ကျွန်တော်တော့ relation လောက်လာကျွန်တော်ပဲရှိတယ်။ကိုယ့်ဘက်အချမ်းလူကျွန်တော်တခုံးမပြောဘူး။ဘာဖြစ်လို့လဲ။တီတူတွေပြောရင်ပြောတဲ့လူပြောသွားရင် ပြောသွားလို့မှားသွားတိမ်သွားဆောင်းသွားမှဖြစ်မှာစလို့ဒါဒီညမှာတော့တုံလို့ထည့်ပြောမယ်အခုတူပြောတယ်လို့တက်ပလိုက်ဒါပထမဆုံးသူ့အရင်ပြောမယ်တက်ပလိုက်ဖြုတ်လိုက်လှုပ်လိုက်ဆိုတဲ့အမိတ်ကိုဘ ᱹ ဒူပေးတာလဲဘာလဲဆိုတော့အဲ့ဒီစကားတွေကိုမြန်မာနိုင်ငံမှာဒီ2021နောက်ပိုင်းမှာဘ ᱹ ဒူကအရင်စပြောပြီးဘ ᱹ ဒူကအရင်စလုပ်တာဒီ PDF တွေကစပြောပြီးတော့စလုပ်တာလားမင်းအောင်နိုင်တို့စစ်ပွဲတွေကစပြောပြီးစလုပ်တာလား ကြောင်းရတစ်ခုကိုပြောမယ်ဆိုရင်မျက်မျက်တတ်တတ်ပြောလေတဖက်ဖက်မပြောနဲ့လေဟမ်မင်းအောင်နိုင်လို့စစ်ခေါင်းဆောင်စစ်တပ်ဟာအာနာတိန်ထဲကနေအဲ့ဒါလိုစကားတွေပြောတယ်အဲ့ဒါလိုအလုပ်တွေလုပ်လာတာဒီနေ့2025အထိအဲ့ဒီစကားတွေပြောပြီးအဲ့ဒီအလုပ်လုပ်တော့လေဟမ်အဲ့တော့ပြောရင်မျက်မျက်တတ်တတ်ပြောလေခင်ဗျားနေနေနှစ်ဖက်မျှပြောလေနော်ဒုတိယချက်ကကိုဘက်လူတွေကိုနည်းနည်းပြောချင်တူပြောသလိုတွင်းတစ်ထင်ရောက်တယ်ဆိုတာဟုတ်တယ်တချွတ်တလေအဖွဲ့အစည်းတွေအထူးတစ်ဖြင့် အညာဘက်မှာတယောတဖွဲ့ဖွဲ့ထားတယ် AUG အောက်ထပ်မဝင်ဘူးတိုင်းသားဤဟာကိုအောက်ထပ်လည်းမဝင်ဘူးเนาะတယောကို10ယောက်15ယောက်နဲ့တဖွဲ့ဟိုဘက်အဖွဲ့နဲ့ဒီဘက်ဖွဲ့နဲ့မတည့်လည်းမတည့်ဘူးပေါင်းလည်းမပေါင်းဘူးเนาะအဲ့လိုနေတယ်တကယ်ကစစ်တောင်းကထိုးတဲ့အချိန်မှာရွာကိုထားပြီးထွက်ပြေးတယ်စစ်တပ်မရှိတဲ့အချိန်မှာရွာထဲကိုလာပြီးတော့တက်ဆွဲတယ်ရွာထဲကပြည်သူတွေကကြွေးရမွေးရတယ်စစ်တပ်မရှိတဲ့အချိန်ကျရင်ထွက်ပြေးတယ်အဲ့ဒါဘာလုပ်တာလဲ အဲ PDF ဆိုရင်ပြောကြသည်ပြောအခြားတကယ်လုံနေတဲ့အဖွဲ့တွေမှာနစ်နာတယ်ဆိုတော့အဲ့ဒီအဖွဲ့တွေမှာမင်းအောင်နိုင်ကဖွဲ့ပေးထားတဲ့ PDF မပါဘူးလို့ဘယ်သူမှခံမလဲဟမ်အဲ့ဒါဘာလုပ်တာလဲအဲ့လိုအဖွဲ့မျိုးတွေဟာလုံးဝကိုလက်ပခံတင်တဲ့အရာ LD အောင်ထဲဝင်ရမယ်လို့မပြောဘူးတိုင်းသား IA ကိုအောင်ထဲဝင်ရမယ်လို့မပြောဘူးဒါပေမဲ့မင်းတို့ locker ဖြစ်ရက်တည်မယ်ဆိုလဲတမျိုးနယ်ကို COC တခုတော့တိဆောက်ပေးလေကွာဟမ်တယောက်ကိုဟိုလူလေး၄၀ယောက်တဲ့တယောက်တစ်ဖွဲ့၆ဖွဲ့ အဲ့ဒါဘာလို့အတော်လိုင်းမဟုတ်ဘူးအဲ့ဒါလက်နက်ကင်တောင်းညမ်းတဲ့အစ်စ်မရှိတယ်အဲ့ဒါတော်လိုင်းလောက်တာမဟုတ်ဘူးကျွန်တော်ပြောချင်နေတာကြာပြီအဲ့ကိစ္စတွေကိုလာပြောပေါင်းများပြီအကုန်သိတယ်နော်တနေ့အဖွဲ့နာမည်တွေပါတတ်ပြီးစော်ပါနော်အဲ့အညာဘက်ကအဖွဲ့တွေကောင်းကောင်းတည်တည်ထားဘာဖြစ်မင်းတို့အဲ့လိုလောက်တာတကယ်တိုက်နေတဲ့အဖွဲ့တွေတကယ်တိုက်နေတဲ့တော်လိုင်းစိတ်နဲ့လောက်နေတဲ့တူတူအရင်နဲ့နာတယ်မလောက်နိုင်မလောက်နဲ့ကွာအဲ့တော့အဲ့လိုလောက်တော့ဘာပြောပြည်သူတွေကတော်လိုင်းပေါ်ယုံကြည် အာကိုမှုယော့နေလာအဲ့တော့လဝါတဲ့သူကဟိုလက်နက်ကင်တိုင်းပြည်သေးဖြစ်တာမဟုတ်ဘူးလဝါတဲ့သူကအဲ့လိုပေါက်ပန်းနေစေလဝါတော့တကယ်စစီးတဲ့ကမ်းနဲ့လှုပ်နေတဲ့ပြည်သေးအဖွဲတွေကြတော့ကိုရင်းကပြောသလိုရောရောင်ပြီးတော့ဝလုံးရှည်တဲ့တိမ်တုံရမ်းတဲ့ကောင်နဲ့တွေ့လို့ရှိရင်အလကားတက်တဲ့ထိကိုက်ဆိုတော့ AUG အောက်ထပ်ဝင်ရမလို့မပြောဘူးเนาะအမင်းတို့က AUG lobby တွေလာမပြော AUG အောက်ထပ်မဝင်လို့ရတယ်မဝင်နဲ့မင်းတို့အကြောင်းပြောကြเนาะဘာလို့ဆိုတော့တချို့တလေ ဒေတာတွေမှာလည်းတိတယ်နော်လွတ်တော်အကိုသလဲတွေကနေမြေကိုစီးပြီးစောက်တလဲအမိတ်တွေပေးလို့အောက်ကတကယ်တိုက်နေတဲ့တပ်မှုတွေနဲ့စောက်စကားတွေများတဲ့ပြဿနာအကုန်တိတယ်ကျွန်တော်မပြောခဲ့ဘူးကိုယ့်ပဲအချမ်းဒါပေမဲ့တနေ့တော့ကောင်းကောင်းပြောခြင်းတယ်ကျွန်တော်ပြီးလို့ရှိရင်တိုင်းနာအီယာကိုအောက်ခဲကိုဝင်လေတိုင်းနာအီယာကိုအဖွဲတစ်ခုခုနဲ့အညာဘက်ဆို KIA ရဲ့ထိကျုပ်မှုအောက်မှာ KIA အောက်က BD ရဲ့အဲ့ထဲလည်းဝင်ဘူး NG အောက်ထဲလည်းဝင်ဘူးဘာလို့လဲတယောက်တစ်ဖွဲ့မဲ့ လက်နဲ့ကြိုင်ပြီးတော့စစ်တပ်ကစစ်တောင်းမထိုးအချိန်ကြရင်အာလူလေးလေးငါဆယ်ရောက်လို့ထောင်းမြောက်ကြမြောက်ကြထောင်း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 ဟောယူတာတဲ့ဗီဒူတွေက PDF ဆိုလိုက်ဟိုအထင်ကြီးကြတာဟုတ်ဟမ် PDF ဆိုရင်လူတွေကအထင်ကြီးတော့အာ PDF လို့တကယ်တကယ်စစ်တပ်စစ်တောင်းထိုးထိုးယွာကြီးထားပြီးထွက်ပြီးရောဟိုမှာယွာဝီမိချိုကန်တီးရောဟမ်စစ်ခွေးတွေဝီပြီးမလေးကျင်တာခံရအောင်ယွာသားတွေကအဲ့တော့အဲ့လိုလောက်လာတော့တကယ်တကယ်ပြည်သူအတွက်အသက်ပေးပြီးလုပ်နေတဲ့ PDF တွေကိုမြင်တော့အဲ့လိုခံထားတဲ့ပြည်သူက ်ပီဒီအမ်မြင်အထင်အထင်သေးတဲ့ပုံစံဖြစ်လာဆိုတော့ဒါတွေကလုံးဝမဖြစ်တဲ့ကိစ္စတွေအဲ့ဒါလို့လုံနေတဲ့အဖွဲတွေကျွန်တော်တို့အများကြီးစိတ်ရင်းရထားတာရှိပါတယ်နော်ဒါတွေကိုစေချင်ပေးပါမင်းတို့ကိုပြောချင်တာကလက်နက်ကင်လို့ PDF လုံးမှတွေ့ရောင်းဖြစ်တာမဟုတ်ဘူးနော်လက်နက်ကင်ပြီး PDF လုံးပြီးစစ်ခွေးနဲ့မတူတဲ့စန့်ကျင်ဘက်မှာနေနိုင်မှ PDF ဖြစ်မှာလက်နက်ကင်လူပေါင်းရတဲ့အချင်းကို မကြိုက်လို့လက်တော်လှန်ကြတာလေကိုကိုတိုင်ကလက်နက်ကင်ပြီးလူဘဝမယ်ဆိုမှတော့ဘာလို့မို့တိုင်းပြီးအနာခံပြီးတော်လှန်ဖို့လဲမင်းအောင်လည်းပဲပြေးလိုက်ပါဦးအစတည်းကဟုတ်တယ်မလားအဲ့တော့မင်းတို့တန်ဖိုးရှိတဲ့တူရဲကောင်းတွေဖြစ်တင်စားတယ်လို့တကယ်တန်ဖိုးရှိတဲ့လူဖြစ်အဲ့ဒီလက်နက်ကင်လိုက်ပြီးဆိုတဲ့ကနဲ့မရှိတဲ့ပြည်သူကိုအောက်ကျခံရတော့မယ်အဲ့ဒါမှတန်ဖိုးရှိတဲ့ပြည်ရဲ့တော်လှန်တမဖြစ်မှာနော်ဒီလူတယောက်ကပြစ်မှုလောက်တာ ပြစ်မှုလို့ရင်ပြစ်မှုတိုင်းဥပဒေတိုင်းတွားလိုက်မယ်ပြစ်မှုဥပဒေတိုင်းမလို့ပုပ်ကွေးခံစားချက်မပါဘူးကိုမလက်နဲ့တနက်ချိတ်ထားတဲ့အတွက်တနက်မရှိတဲ့ပြည်သူကိုကိုကဖနက်ကင်ပေးတဲ့ကင်ပေးရမယ်ထီးမိုးပေးတဲ့မိုးပေးရမယ်အဲ့ဒါမှမင်းတို့တွေကနိုင်အဲ့ဒီနိုင်မြေမှာနိုင်ပါနိုင်မြေတစ်ခုဆုံးရှုံးသွားလို့ဘာမှအကြောင်းမဟုတ်ဘူးအဲ့ဒီနိုင်မြေကပြည်သူထောက်ခံမှုဆုံးရှုံးသွားရင်အဲ့ဒီတော်ဘယ်တော့မှနိုင်လို့မရတော့ဘူးเนาะဒါကြုံလို့ကျွန်တော်ပြောတာ ဘာဖြစ်လို့လဲကိုယ့်ဘက်အချင်းချင်းကျွန်တော်တခါမပြောခဲ့ဘူးကဲဆက်ပြောဒီဖိုးကြီးထိတ်တော့ပါပြောပြောတန်ဒီအမဒီဒီမထိုင်နိုင်မသိနိုင်ဖြစ်လို့ကတော့တရားရတယ်ဒါကြောင့်စိရကြလို့စိရကြလို့တရားရတော့ဘူးမင်းဘယ်လိုလုပ်ဘူးဘူးလို့မချက်ဘူးဘူးလို့မလုပ်ဘူးဘူးလို့မဆက်စားဘူးဒါကချက်လို့ဆိုင်တယ်မင်းတို့လည်းလူမဟုတ်ဘူးဆိုတဲ့စကားကိုပြောမဲ့ဆိုရင်အဆုလိုက်အပြုံလိုက်တက်တာတဲ့เนาะ အစုလိုက်အပြောင်းတက်လက်ရှိမြန်မာနိုင်ငံမှာအစုလိုက်အပြောင်းလိုက်တက်တာဘယ်သူပဲအဖွဲ့အစည်းရဲ့အတက်များဆုံး PDF တွေရဲ့ဒီတိုင်းသားလက်နက်ကင်တော်လိုင်းအင်အားစုတွေရဲ့စစ်တပ်ကနော်ဘယ်ဘက်အချမ်းကရည်ရွယ်ချက်ရှိရှိအစုလိုက်အပြောင်းလိုက်ကိုအတက်ဆုံးလဲအဲ့ဒါလေးပဲဖြစ်အတိတရားမဲ့တဲ့လူတွေကလေစကားတခုံးကိုတူဘက်ကိုဘက်လောက်ပဲယူတယ်နော်အတိတရားရှိတဲ့လူတွေကအမှားအမှန်ယူတယ်အဲ့တော့ကျွန်တော်ပြောချင်တာက ဘယ်ဘက်ကိုပဲထောက်ခံထောက်ခံအတိတရားနဲ့ရှင်ပြီးထောက်ခံသိခြင်းတယ်တော်နိုင်ဘက်ကိုထောက်ခံလို့တော်နိုင်ဓမ္မတွေဘာလို့လို့မှန်ပါတယ်လဲပြောစရာအကြောင်းမရှိဘူးစစ်တပ်ကိုထောက်ခံလို့စစ်တပ်ကဘာလို့လို့မှန်ပါတယ်ပဲပြောစရာမရှိဘူးအခုတူပြောတယ်အစုလိုက်ပြုံလိုက်တက်တာကို AMG ကမထိုင်နိုင်မနိုင်အကောင်လုံးစစ်ရာစုမှုပြောတယ်လက်ရှိဗစီကြီးဖြစ်စဉ်ကြီးဒီနေရာမှာခလေးတွေပြည်သူတွေရှိမှန်းသိတယ်တည့်ရတဲ့နဲ့ဘုံကျဲချပစ်တယ်ခလေးတွေ လူကလေး40ကျော်တည်ပြီးတော့အပြစ်မဲ့ပြည်သူ160ကျော်တနေရာနဲ့တေးရတယ်ပစီဒီပန်းရင်ဖြစ်စဉ်ရခိုင်ဖြစ်စဉ်အဲ့ဒါလို့ဖြစ်စဉ်ပေါင်းလူ20အထက်အစုလိုက်အပြုံလိုက်တေးရတဲ့စစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်တေးရတဲ့ဖြစ်စဉ်ပေါင်းအဲဒါဆုံး20ကျော်ပြီလူ20အထက်နော်အဲ့ဒါတွေအားလုံးကပြည်သူရှင်းမင်းတည့်ရဲ့သားနဲ့ဘုံကျဲပြီဆိုတဲ့ဒါရည်ရွယ်ချက်ရှိရှိလောက်တာမလားတော်လိုင်းဒီတော်လိုင်းဖက်အချမ်းကိုကြည့်မယ် ။တလန်ဆိုပြီးသွားတတ်တယ်။ထံကုန်တတ်မှတစ်ယောက်တုံးယောက်။ကျွန်တော်တတ်တာကိုအပေးတာပြောတာမဟုတ်တော့နှစ်ခုကိုတိုင်းရှင်ပြနေတာ။နော်။မတော်လို့မှားတတ်တယ်။တယောက်။ပြမှုကျူးလို့နာနေတူတူဒါဟာတလန်မောင်းမန်းတီးလို့တမင်တက်တဲ့ရွေချင်းရှိရှိတတ်မိတာလားမှားပြီးတတ်မိတာလား။အဲ့တော့ပြမှုတစ်ခုကိုကျူးလွန်လာခြင်းတူတော့ရည်ရွယ်ချက်ရှိရှိလောက်တာနဲ့ရည်ရွယ်ချက်မရှိပဲလောက်လာအများကြီးกว่าဇော်မဲလုံးပါပြောတယ် အကျက်ဖက်တမားတွေနဲ့အတူရှင်နဲ့နေထိုင်ရင်းနဲ့အကျက်ဖက်တမားတွေကိုတုတ်တင်သလိုတုတ်တင်ရှင်းလင်းရမယ်ခက်တာရည်ရွယ်ချက်ရှိတတ်တာမလားအဲ့တော့ပြောမယ်ဆိုရင်နှစ်ဖက်မြပြောလေဟမ်ခင်ဗျားအနေနဲ့ပြောမယ်ဆိုနှစ်ဖက်မြပြောမင်းရီမင်းတို့ဟာလူမဟုတ်ဘူးဆိုရင်တော်လိုင်းရင်အင်အားမှစုမှလုံနေတဲ့ဒူတွေကိုအလုံးဝလုံးချင်းနဲ့မင်းတို့ဟာလူမဟုတ်ဘူးလို့ပြောပြီးဆိုတဲ့ခင်ဗျားရဲ့စောက်အောင်တော့စောက်ရည်ချင်းကဘာဆိုတာကိုကြည်တာတည်တယ်နော် ။တလောက်အဆုလိုက်ပြုံလိုက်တက်နေတဲ့စစ်တပ်ကိုကြတော့တခွန်းမပြောမနဲ့။ဒီတော်လံဘက်ကအချမ်းကိုလာပြီးတော့ယာလူမရ၊လာကမရ၊အခွင့်ရေးဆိုတာဘာမှမရ။နော်။ကိုဂျိုးရှာနေတဲ့အဖွဲ့လည်းရှိရှိမယ်။အများစုကိုကြည့်ရမယ်လေစကားတခွန်းပြောတော့မစို့။ဟမ်။မင်းတို့ PDF တွေတလို့သွားပြောလို့မရဘူး။ဘယ်နယ်က PDF ဘယ် PDF ကဘယ်လိုလုပ်တယ်အဲ့လိုပြောရတယ်အဲ့တော့အခုလိုမျိုးဝလုံးရှင်နဲ့တိတ်ပြောမှဆိုရင်စစ်တပ်ကိုအရင်ပြောလေ နှစ်ဖက်လုံးမျက်မျက်တတ်တာပြောလေဟမ်ဒီတစ်ဖက်ထက်ကပြောပြီဆိုတော့ခင်ဗျားဘယ်ကိုရည်ရွယ်လဲဆိုတော့လူမှန်ကုန်တိတယ်တိလားကြောင်ကြီးစပြောတော့ဒါဒါဒါရှိတယ်ဆိုတော့ညာအဲ့ဒီနန်းစီရဲ့ဒီအရင်ကူရမယ်ဆိုပြီးတော့အရင်ကူဖို့နော်ဦးရည်လေးထောက်ခဲ့တဲ့ဒီဘုဘောပြည်ကြီးတောင်းထားတောင်းယူပါအဲ့ဒီဦးရည်ရလေးနန်းစီရံရဲ့အရေးယူဖို့ထောက်ခဲ့တာမှန်တယ်။နန်းစီရံမှန်တယ်မြတ်သေတံကြခံတယ်ဆိုပြီးတော့ ထုတ်ခဲ့တာလားဘယ်လိုပုံစံမျိုးနဲ့အရေးယူမှာလဲနော်အဲ့နောက်ဆက်သွယ်ရှိသေးတယ်ခင်ဗျာနန်းစီရီယန်အရေးယူမဲ့ဥပဒေထုတ်ခဲ့တဲ့လူတွေတာဝန်ခံရမယ်ဆိုရင်โอเคကောင်းပြီရက်ွက်ထဲမှာနန်းစီရီယန်တယောက်ရှိတယ်ဒီနေ့ထိစစ်ကောင်စီရှင်မှာအလုပ်စင်းနေတယ်အဲ့ဒီရက်ွက်ထဲမှာပဲသားသမီးတွေ PDF ဖြစ်နေတဲ့မိသားစု၄၅စုရှိတယ်အဲ့ဒီမိသားစုကိုစစ်တပ်သွားခေါ်လာပြီးတော့အဲ့ရွာလေကဘသူကတော့သူ့သားက PDF ထဲမှာ ဘတူဖေကတော့ဘယ်အဖွဲ့ကိုထောက်ဖို့လုပ်နေလဲရွာထိတ်ဆုံးကဘတူအိမ်ကတော့ PD ရဲ့အိမ်မှာအဲ့နန်းစီပြန်ကစရင်းနေပေးပြီစစ်တပ်ကရွာထဲဝင်လာပြီအဲ့ဒီအိမ်မှာရှိတဲ့မိဘတွေကိုဖမ်းပြီးတော့လယ်စီးတက်ပြီအဲယုံမီးရှို့ပြီအဲ့ဒီနန်းစီပြန်လှုပ်တဲ့ကိစ္စကိုခမည်းတော်ဝန်ခံလားဆိုအဲ့ဒါလို့လှုပ်လာတဲ့နန်းစီပြန်ကိုဥထုတ်ပြတ်အရေးယူမဲ့ထုတ်ပြတ်တဲ့ဥပဒေလေးတွေးတဲ့နန်းစီပြန်နဲ့အကုန်လုံးကိုလိုက်လုပ်မယ်ဆိုရင်စစ်သားမရတဲ့အောင်ပုံသေးပြီ ရှင်းလားအဲ့တော့နန်းစီရံနေအရင်ယူမဲ့ဥပဒေဆိုတာတွဲတဲ့နန်းစီရံကိုရှောက်တတ်ဖို့ပြောတာမဟုတ်ဘူးအခုလိုမျိုးပြည်သူကိုဒုက္ခရောက်အောင် လုပ်တဲ့နန်းစီရံတွေကိုဥပဒေဘောင်တဲကအရင်ယူလို့ရအောင်တတ်မှတ်တဲ့ဥပဒေထုတ်ပြန်တာလေခင်ဗျားတလားတော့နားမလည်ဘူးလားဟမ်နားမလည်လို့ပြောတာလားနားလည်တာနဲ့ပြည်သူကိုတမင်သက်သက်ဝေဝါအောင်ကြီးထဲတာအဲ့လိုလောက်ရပြီမလုံနဲ့အဲ့ဒါအောက်တန်းသားလို့ခေါ်တယ်နားလည်လားအဲ့ဒီကျင်းတဲ့ပြည်ရတယ် ဲ့ဒီစိတ်မဲ့မိသားစုတကယ်တကယ်ဒီရဲ့ဆိုးကျိုးတွေတုံ့ပြန်စေတောင်းလို့တောင်းခံလို့မရှိဘူးအဲ့ဒီဟုတ်တယ်ဘေးထွက်ဆိုးကျိုးဆိုတာလေလက်နဲ့ကင်ပြီးတော့တော်လန်ရေးလုပ်ပြီးဆိုတဲ့ကအဲ့ဒီတိုင်းပြီမှာဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မှာပဲအနည်းနဲ့အများပဲနောက်ဆုံးအခက်မတင်တိုင်းပျက်စီးသွားနိုင်တဲ့အထိဘေးသက်သူဆိုးကျိုးကကြီးမားတယ်ဒါကြောင့်မလို့ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးတိုင်းရင်ချားစီရေးဆိုပြီးတော့အဲ့ဒီစစ်တပ်ကိုဖေဖေတီထောင်ထဲတဲ့တပ်မတော်ကျွန်မနဲ့မောင်နှမပါဆိုပြီးပြောတဲ့အချိန်ဝိုင်းဆဲခဲ့တဲ့နေရာမှာခမည်းတော်ပါတီပါအောင်မယ်အဲ့ဒီအမေကိုအလကားတက်ပြောတာမဟုတ်ဘူးအဲ့လိုခမည်းပြောတဲ့ဘေးဆိုးကျိုးတွေဖြစ်လာမှာဆိုလို့တွဲဆောင်ဆွေးနွေးအပြေရှားရေးဆိုတဲ့နော်မူကိုကင်ဆွဲခဲ့တာလူအစဲခံထိပြီးကင်ဆွဲခဲ့တာဒါပေမဲ့ခမည်းတော်ကိုးွယ်တဲ့အဲ့ဒီစစ်ခွေးကောင်းရဲ့လူစကားနားမထောင်ခဲ့ဘူးလေဟမ်လက်သုံးချောင်းထောင်ဆန္ဒပြတာကိုမယူဘူးလေ လက်နဲ့ကင်ပြီးတော့ဆန်납ကြတာအောင်မှယူတယ်လေအဲ့တော့တိုင်းပြည်ကဒီအခြေအနေကြီးဖြစ်လာတာလေအဲ့ဒါစန့်ကျင်တဲ့ဒူရဲ့အပြစ်လားစန့်ကျင်အောင်လုပ်တဲ့ကောင်တွေရဲ့အပြစ်လားစကားကိုရှင်းရှင်းလင်းလင်းပြောခမားအတက်ကကြီးနေပြီဟုတ်ပြီသူကမလုပ်ခင်မှာကတော့ဆိုလို့ဆိုပြောပြရစကားကသူ့ပြောဖိုင်နေရှိမှာနော်သူကလည်းလာတာပဲရှာလို့ရှိရင်ချက်ပြောတယ်တကယ်တော့တောင်းတောင်းကြမလို့မရှိအဲ့ဒါကြောင့်မလို့ NGD တကယ်တကယ်ကြားတယ်ဟိုဟိုခါနေဟိုခါနေ ဆရာကြီးဒေါက်တာဇော်ဝင်စိုးတို့အိန္ဒာကျော်စင်တို့အပါဝင်စီရီယန်လောက်ခုလှုပ်ဆော်ခဲ့တာအချိန်ဟာလက်ရှိတနိုင်ကန်လုံးလမ်းမထက်မှာလူပြစ်နေတဲ့အချိန်နော်ဟုတ်ပါတယ်နော်အဲ့ဒီအချိန်ကိုပြန်ရောက်ပြီးစဉ်းစားကြည့်လိုက်ပါမြင်အောင်ကြည့်လိုက်ပါမြို့မပြောနဲ့တောတွေလမ်းတော်မှာလမ်းမထက်မှာလူပြစ်အောင်ဖွက်ပြီးတော့ဆန့်ကျင်နေတယ်အဲ့ဒီအချိန်မှာအဲ့ဒီလူအုပ်ကြီးကဘာမဆိုလှုပ်ဖို့အစင်နဲ့ဖြစ်နေတယ်အဲ့ဒီအချိန်မှာ မိတို့တွေအိမ်ထဲကိုပြန်ဝင်ပါလို့ခင်ဗျားပြောလို့ရမလားတရားမင်းစေးပြောတော့မရဒီလူတွေကဘာလို့ကိုလဲစန့်ကျင်ဖို့ထွက်လာကြတယ်အဲ့တော့အဲ့လိုစန့်ကျင်ဖို့နီလန်းထဲမှာငိမ့်ချန်းဆုံးနီလန်းပါလေစီရီယန်ပဲရှိတယ်စီရီယန်ကနောက်ထပ်ငိမ့်ချန်းဆုံးစန့်ကျင်ပြီးဘာရှိသေးလဲဘာမှမရှိဘူးဟုတ်တယ်နော်အဲ့တော့အဲ့ဒီအချိန်မှာစီရီယန်လုတ်ဖို့မပြောဘဲနဲ့ခင်ဗျားစီရီယန်လုတ်လို့အပြစ်ပြောစီရီယန်လုတ်ခိုင်းလို့အပြစ်ပြောမယ်ဆိုရင် အဲ့ဒီအချိန်မှာအဲ့ဒီလူတွေဟာစီဒီယန်လောက်ကြလို့မစီယုံမဲ့နဲ့ဓာတ်ယူပြီးခုတ်အဟိတနက်ယူပြီးပြစ်ကြဟိတတ်ကြဖက်ကြဟိလို့ပြောရမှာလားဟမ်အဲ့ချိန်မယုံကြည်တဲ့ရဲစခန်းတစ်ခုတော့ဝင်စီးပြလိုက်လူ၁၀ယောက်လောက်ကတနက်တွေရတာကြည့်အကုန်ပြစ်မှာအကုန်ပြစ်တတ်မှာဟမ်အဲ့တော့အဲ့ဒီလိုအချိန်မှာအငိမ့်ချမ်းဆုံးနီလန်းနဲ့စန့်ကျင်ဖို့အကြံပေးတာလေမှားလားအလားတူအတူတတ်မှတ်ထားတဲ့ယာဂိုင်တို့ပြစ်ပြီးအောင် ကျွန်စိတ်များတဲ့လူတွေရှိတဲ့အတွက်တတ်မှတ်ထားတဲ့စီဒီယန်ယာနှုံးမပြစ်ပြီးလို့စီဒီယန်မအောင်မြင်တာကိုဘသူကတောင်းဝင်ယူပေးရမှာလဲယူနေလို့အဲ့စကားကိုပြောတာလားဟမ်အဲ့လိုပြောကြည့်ဆိုရင်ဆရာကြီးဒေါက်တာဇော်ဝင်းဆိုးဆိုတာပါရဂူပေါ်သိသိမဟုတ်ဘူးသူတို့ပညာအရေးကြီးမျိုးဘယ်တိုင်းပြီးကိုထွားဝါထွားဝါစိန်နဲ့အဲဝန်ခန်းထဲမှာလဲငွေကိုတီးအောင်ရှာလို့ရတယ်မင်းတို့လို့စောက် စောက်ပိမ့်မဟုတ်ဘူးတိလာမင်းတို့လိုလမ်းမင်းတရောင်းသားမဟုတ်ဘူးအဲ့တော့ဒေါက်တာဇော်ဝေဆိုးနဲ့အခုတော်လိုင်းမှာပါမိတဲ့အတွက်တူးမှာဘလောက်ထိနိုင်တင်တာလဲကြည်လေဟမ်ရိုးရိုးဆရာဝင်မဟုတ်ဘူးရိုးရိုးပါရဂူတော်မဟုတ်ဘူးပမောက္ခကျောင်းအဲ့တော့ပြန်နှိုင်းရှင်ကြီးကိုကလမ်းပြရဲ့တရောင်းသားဖြစ်နေလို့ကိုတရောင်းသားအတိုင်းဝိုင်းနဲ့နှိုင်းရှင်ပြီးတော့အဲ့ဒီလူကိုတွားကြီးတော့မဆုံးဖြတ်နဲ့လေသူ့ရဲ့အတိုင်းဝိုင်းဘယ်လိုဟာလဲကြည်လေ ဲ့တော့ CDN လုံးဖို့ပြောခဲ့တဲ့လူတွေမှားလာမှားတယ်ဆိုရင်အဲ့ဒီချိန်မှာဘာပြောရမလဲပြန်ပြောပြเนาะ CDN လုံးတော့စောက်ပြပြောနေတဲ့လူတွေအဲ့ဒီတိုင်းမေးကြည့်ဘုရားဘာဝင်လို့ပါကျွန်တော်အဲ့ဒါကိုရှင်းပြောရင်ဘာအခြေအနေတော့ရှိမလဲပြောပြလာဖို့ကတော့သူတို့ကပြောလိုက်တယ်စီးရီးယားလေးကိုတွေ့တယ်လို့ဒီ promise ရေးဖို့ပဲဘာမှတောင်းမလို့ရတာပေါ့ အဲ့အခုကရှင်းပြတယ်လို့အတိတ်ကိုယူလို့တဲ့ဒီဒါပဲဆိုလို့ဆိုလို့ဆိုရတယ်တတိမတောင်ရှိလို့ပြောတော့เออရှင်းမှာပြောဘူးอ่ะพี่ดิแล้วหลูอုပ်ကြီးอ่ะต้วยสาเนได้เฉยมาเฮ้มันโหลบโหลเนาะเจ๋งๆๆเลยโดนเออาจารย์มาแฟ่ไปอานาพีซันโลยะได้เนาะอานาพีอาจารย์มาแฟ่จ้ะเนี่ยอานาพีซันโลยะได้ซีเรียนนึกจ้ะเนาะซีเรียนอารมณ์นึกจ้ะหิดีเม้งออนไลน์ยันเนี่ยงาเล่นแป๊ดลงไม่เอาไอ้นี่เฉยๆอารมณ์ยกปึ๊ดเนี่ยยงถั่วจ้ะ ။ तू ပြောတာမှားလား။အဲ့ဒါစီရီယယ်မအောင်မြင်တာပဲဒေါက်တာဆိုလုံဆက်အာမခံဘူးလားအဲ့လား။ယူနေလို့လားမင်းအဲ့စကားပြောတာဟမ်။ခင်ဗျအောင်းတော့မရှိတာလား။အဲ့တော့ဒါတော့ဆိုဝေဆိုစီဒီယန်လို့မပြောခဲ့ပဲနဲ့ခွေတဲယုံဒါတချောင်းယူလာခဲ့ပေါက်ထူးတဲ့လက်ယူလာခဲ့တွေ့တဲ့လူခောက်တာကွာဟမ်စစ်တပ်ခောက်ကလည်းလူတို့တပ်ပစ်အိမ်ပြီးရှိုးပစ်အဲ့လိုပြောခဲ့ရမှာလားစစ်ဒေါက်တာဆိုဝေဆိုကဟုတ်လားစီဒီယန်မလုပ်ခိုင်းမဲ့အဲ့လိုပြောခဲ့ရမှာလားဟမ် ကားကိုလေခဏခဏပြောတာကြားနေကျွန်တော်စဉ်းစားတယ်ဒီလူတွေကအုံတော့မရှိတာလားအတိတ်ပဲရှိတဲ့စကားလည်းပြောလို့ဗျာဖြစ်ခဲ့တဲ့အနေထားကိုလည်းခင်ဗျားတို့လည်းမျက်စိရှိမှလေတမိုင်းမဟုတ်ဘူးလေလူအောင်ကြီးကအကုန်လုံးပြစ်နေတယ်လေဟမ်ဟိုမှာနေပေါ်မှာဘလို့လောက်ရတယ်ကြည်အကုန်လုံးကားတွေမီးရှို့ဆိုင်ကယ်တွေမီးရှို့လွတ်တော်ဆောင်မီးရှို့တမနာအိမ်မီးရှို့မြန်မာပြည်မှာဆန်납ပြတာဘေးကိုင်းရဆိုင်တစ်ဆိုင်တော့ဖျက်ဆီးသွားတာရှိလား ခမားတို့ကစကားပြောတာစောက်လိုက်ပြီမရှိတဲ့စကားတွေသားပြောတတ်ကြမှာပဲနော်ဘာလဲဘာလဲဘာလဲစီမံနေပြအလိုလိုလဲအဲ့တော့လည်းကျွန်တော်ခိုးလို့ရတယ်ကျွန်တော်ကြည့်နေကြတို့ကိုပြောပါလေ။တို့တိုင်းပါလေ။ဒီဒီအဲ့ဒီစကလုံးနေနော်။အဲ့ဒါလူယုံမာတွေကောင်းကောင်းတုံးတဲ့စကလုံး။နောက်ကြောသာထိုးမဲ့ကောင်းတွေတုံးတဲ့စကလုံး။မတိပြည်သူဘက်ကနာတယ်လို့ပါလို့လို့အဲဘယ်တော့ CDM ဘယ်နှစ်ယောက်ရှိတယ်ခင်ဗျာတိလား။ CDN အတရတဲ့ရံပုံငွေဘလောက်လဲနော်ပြန်ချပေးလိုက်တာဘလောက်လဲဝေဖန်တော့မယ်ဆိုအဲ့ဒါတွေကိုလေ့လာလေ CDN အတွက်နော်ပြန်ချပန်းနေရတဲ့ရံပုံငွေကဒေါ်လာ1ဘီလီယံရှိတယ်ဒါပေမဲ့ CDN နဲ့ပြန်သုံးလိုက်တာဒေါ်လာတစ်သိန်းတော့မရှိဘူးကျန်တဲ့ငွေဘယောက်သွားလဲအဲ့ဒါလိုမျိုးမေးရဥပမာဥပမာပြောတာနော်အဲ့ဒါလိုမျိုး data အချက်နဲ့တိတိကျကျပြောရတယ် CDN ဘာလောက်ပေးလဲဆိုတော့ ရတဲ့ငွေဘယ်လောက်ရလဲပြန်ချလာဘယ်လောက်ချလဲထက်ပြောဦးလေဟမ်အော်တကယ်လို့စတာရပါမလေးအဲ့ဒီငွေငွေလေးမစုံညာဒီကဒီကတော့ဖြစ်ချင်နေဖြစ်နေရဒီလိုလိုတက်ဆက်ပေးတဲ့လက်နဲ့တည်းကသူလူလူပဲပါအတိုင်းကြီးကဘုံကြနေပါသည်ဘီသားလို့စားနေပြီးရွေးတွေ့မစင်းတာမစင်းနေပဲလေပြည်သူလူလူတက်ဆက်ပေးတဲ့လက်နဲ့နဲ့ပြည်သူလူလူကဘိုးကြရဆိုရင် PDF တွေတနိုင်ငံလုံးမှာရှိတဲ့ PDF တွေကဘိုးကြတာဟမ် ပူကြတာတောင်းမို့ရင်ဘယ်တိုင်းဘယ်ခရိုင်ဘယ်မြို့နယ်မှာရှိတဲ့ PDF အဖွဲ့ဘယ်အဖွဲ့လဲပြောပြီအဲ့လိုတိတိကျကျနော်အဲ့အဖွဲ့ကဘသူတွေကိုဘလို့လုပ်တယ်အဲ့လိုတိတိကျကျပြောလို့မှအဲ့ဒီအဖွဲ့ကအရေးယူမှုမရှိဆက်ပြောလေခင်ဗျားပြောတဲ့စကားဟမ်ပါမကြနဲ့ခင်ဗျားအသက်ကြီးပြီနော်ကျွန်တော်ပြောပြမယ်တော်လန်ရင်းမှလေကျွန်တော်ဒါအခုဒီဗီဒီယိုမှာကြည့်နေတဲ့တော်လန်ပြည်သူပါလို့ရှိရင်ကျွန်တော်တခါတည်းပြောချင်ပါတယ် ဒီလိုအကောင်မျိုးတွေကိုဘယ်တော့မှပြောပါစေဆိုပြီးခွင့်မထုတ်ပါနဲ့အဲ့ဒီလိုစကားမျိုးကိုကျွန်တော်ကိုယ်တိုင်လှုပ်လာတယ်ကျွန်တော်ကိုရိုက်တတ်ပလိုက်တခါလဲပြောတာလူပြောလို့မရအောင်ဒီနေ့ကိုစီတော်လိုင်းရဲ့ဖက်မှာဟာတက်တက်တက်လှုပ်နေပြီမယ်နောက်နေ့ပုံကိုယ်ရေးခန်းစားတဲ့တကူးရှိလို့တော်တော်ကောင်းနေရမရလို့တော်တော်ကောင်းဟမ်မြန်မာပြည်သားတွေနေရသားလို့ကျင်တာဟမ်နေရမရလို့တော်ကောင်းစောက်ကျင့်ဖောက်လိုက်ကိုစီကိုလည်းမထားနဲ့ရှင်းတယ်နော် ပြည်သူဘက်ကလိုလိုဘာလိုလိုနဲ့တော်လှန်ပြည်သူကိုဝေဝါအောင်လုပ်တာဒီတော်လှန်ရေးမှာကျွန်တော်သုံးဖွဲ့ရှိတယ်တစ်ဖွဲ့ကကိုယ့်ဘက်တော်လှန်ပြည်သူအဲ့ဒီကြတော့ဘဒူပဲစီလုံးစီလုံးဘဒူပဲတည်မားထက်ထက်ဒီလူတွေကတန်တိုက်တန်ခိုင်းပါတယ်စိတ်ဓာတ်တွေခိုင်းပါတယ်ဘဒူမှလှုပ်ဆော်လို့မရအောင်ဒုတိယတစ်ဖွဲ့ကြတော့ဟိုဘက်လိုလိုဒီဘက်လိုလိုရောင်တောင်ကအဲ့ဒီရောင်တောင်ကအင်အားများတယ် တတိယတစ်ဖွဲ့ကတော့ရန်သူဘက်ကရက်တည်တဲ့ဘောမအဖွဲ့ဒီအဖွဲ့ကတော့နဲဒီလိုလူမျိုးတွေဒီအဲ့ဒီအလဲအဖွဲ့ကိုကောင်းကောင်းတိမ့်သွင်းသွားမဲ့အဖွဲ့ဟုတ်လို့ဟုတ်လို့နိုးဟမ်အဲ့ဒါဖြစ်လို့ဒီလိုမျိုးစကားမျိုးတွေလောက်လာမဲ့ဆိုရင်တရားမင်းစင်းပြီးပြောတော့လက်မခံကြနဲ့ပြန်စော်ပေးပါဒါကျွန်တော်စကားကုန်ပြောတာပေါ့ပုတ်ကိုမုံတရားပြောတာမဟုတ်ဘူးဒီဖိုးကြီးကျွန်တော်တီးလည်းမတီးဘူးဘဒူလည်းမတီးဘူးเนาะတော်နိုင်ရေးတစ်ခုပေါ်ကမျက်နှာမူပြီးပြောတာပါ ဒါကျွန်တော်စကားပေါ့ကျွန်တော်တာဝန်ယူနိုင်တယ်เนาะလူမစားတဲ့လူပဲသူကိုယ်တိုင်ကဘယ်ဆိုအပ်ကဲအကျောင်းတိုင်ကမှမရှိနေနေတယ်တော့ဘုန်းနဲ့စေဗျာဒီဒီမှာဖြစ်တဲ့ဒီတဲ့ကိစ္စတွေတော့ပတ်သက်လို့အဲ့ဒီတော့ကျွန်တော်ဒါလူကိုနော်အတုတ်ကြတယ်ပါလေသူ့ကိုတိကျလာတော့မတည်ဘူးเนาะတိလို့ရှိရင်လည်းကျွန်တော်ပြောတူအဲ့ဒါလိုဝေဖန်မှုမျိုးအဲ့ဒါလိုမျိုးဝေဖန်မှုမျိုးတွေစစ်တပ်ဘက်ကိုလုံလိုက် လုတ်ခက်ရင်ပေါ့နော်ကျွန်တော်တိရင်လို့ပါလုတ်ခက်ဘူးလားဒါပေမဲ့အခုပြောရတာတော့လုံးဝလက်ခံပေးမရဘူး PDF တွေကောင်းပါတယ်ကျွန်တော်ပြောတာမဟုတ်ဘူးမှားတဲ့အဖွဲရှင်ရှိမယ်ကျွန်တော်ရှင်းမှာပြောခဲ့တယ်လို့တရွာတစ်ဖွဲ့ဖွဲ့ပြီးတော့လူဆယ်ယောက်နဲ့တနက်ကန်ပြီးတောင်းရတဲ့ကောင်တွေရှိတယ် PDF အမိခံပြီးတော့ကျွန်တော်ပြောတာကဝလုံးရှင်တိမ်းရန်လို့မရဘူးတကယ်ဘဝပေးအသက်ပေးပြီးစွန့်လို့အနစ်နာခံနေတဲ့ရဲဘော်တွေရှင်းမှာကျွန်တော်တို့တွေရက်တည်ရမယ်လာမပြောနဲ့ပြောချင်ရင်မင်းတို့တိတိကျကျပြောဘယ်လူလဲဘယ်အဖွဲ့စည်းလဲဟမ် ိုယ်အိမ်မှာဘာမှအနှုတ်မလုပ်ဘဲနဲ့ရေပေါ်စီနေပြီးတော့တော်တဲ့တောင်နဲ့အနှက်အပြက်ခံပြီးတော့เนาะကြည်စံမရှိလက်နဲ့မပြည့်စုံဘဝနဲ့မိုးတဲ့လေထဲမှာဒီစစ်ကွေးတွေကိုအန်တုတိုက်နေတဲ့အများကြီးရှိတယ်။အဲ့တော့ PDF PDF ဆိုပြီးအကောင့်တိတ်တုံးမပြောနဲ့လက်ခံပြီးလို့မရဘူး။เนาะအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီတော်နိုင်ရေးမှာလိုအပ်တာဒီငွေရည်နဲ့ငွေရှာမဲ့လူပြီးလို့ရှိရင်ဒီလိုမျိုးတစ်ဖက်ကရန်သူရဲ့စိုက်ဝါးတွေကိုအချိန်နဲ့တပြင်းညီထအမုန်းခံပြောမဲ့လူတွေ အများကြီးလိုအပ်ပါတယ်။ဒါကြောင့်မို့လို့အမှန်တရားအတွက်အမုန်းခံပေးကြပါကျွန်တော်တို့အတိုင်းဒီဟာနောက်တစ်ခါရှင်တန်ခွင့်ရမှာမဟုတ်ဘူးနော်။ဒီတကားဟာနောက်ဆုံးအဆုံးဖြတ်ပဲ။ရှုံးရင်ဘဝတွေလဲရမှာ။နိုင်ရင်တိုင်းပြည်ကောင်းစားမယ်။အဲ့ဒီအတွက်အမုန်းခံတဲ့နေရာလေထွက်အမုန်းခံပေးကြပါလို့တိုက်တွန်းပါတယ်။